အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ true speaker ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မနေ့ကအမေရိကအီရန်ရဲ့နျူကလ িয়ার ဒီထုတ်လွှင့်မှုစက်ရုံတွေကိုတိုက်ခိုက်မှုအပြီးမှာဘာတွေများဆက်ဖြစ်မလဲဆိုတော့ကမ္ဘာလူထုရဲ့စောင့်ကြည့်မှုတွေလည်းကျွန်တော်တို့မြင့်တက်လာနေပါတယ်အဲ့တော့အများသိကြတဲ့အတိုင်းပဲကျွန်တော်တို့အားလုံးစောင့်ကြည့်နေကြတဲ့ရုရှားတရုတ်မြောက်ကိုရီးယားအနေနဲ့တော့ငြိမ်သက်နေဆဲဖြစ်ပါတယ်အဲ့တော့မနေ့ကဒေါ်နယ်ထရန့်ကိုတိုင်ကသူ့ရဲ့လူမှုစာမျက်နှာပေါ်မှာရေးသားထားတာကတော့အီရန်ရဲ့နျူကလ িয়ার စက်ရုံတွေအပေါ်တိုက်ခိုက်မှုအပြီးမှာ ဒေါ်နယ်ထရန့်ကသမရပူတင်းနဲ့တကွနှစ်နာရီကြောကြောပုံပြောဆွေးနွေးခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးကိုဒေါ်နယ်ထရန့်ရဲ့လူမှုစာမျက်နှာတွေပေါ်မှာတင်ထားတာတွေ့ရပါတယ်အဲ့တော့ဘာအကြောင်းတွေများဆွေးနွေးခဲ့လဲဆိုတာတော့ကျွန်တော်တို့မကြားဘူးမသိရပါဘူးထို့နည်းသူစွာပဲတရုတ်ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာရေးသားထားတာကတော့အီရန်အနေနဲ့မင်းတို့စစ်ကိုမင်းတို့တိုက်ရလိမ့်မယ်ငါတို့ရဲ့အကောင်းဆုံးလက်နက်တွေမင်းတို့ထောက်ပံ့ပေးမယ်တိုက်ရမှာတော့မင်းတို့ကိုယ်တိုင်ဖြစ်တယ်ငါတို့ဝင်ပါလို့မရသေးတဲ့အခြေအနေ တဆင့်ချင်းစင်ကတို့သွားမရမယ်ငါတို့ဝင်ပါမယ်အခြေအနေမှာဆိုလဲငါတို့ရဲ့အကောင်းဆုံးအတော်ဆုံးလူတွေနဲ့ငါတို့ရဲ့အကောင်းဆုံးတော်ဆုံးစက်ပစ္စည်းကရိယာတွေကိုငါတို့တေချာ ready လုပ်ထားတယ်အဲ့လိုမျိုးပုံစံတော့ရေးသားထားတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်ဟိုတရက်ကပြောနေသလိုပဲရုရှားတို့တရုတ်တို့ရဲ့ဟိုကဖဲကမြောက်ကိုရီးယားများဖြစ်နေနိုင်မလားဆိုတဲ့ဟာကိုတော့ကျွန်တော်တို့စောင့်ကြည့်ဖို့လိုပါတယ်မြောက်ကိုရီးယားဘက်ကလည်းအစ္စရေးကို statement ထုတ်ပြီးတော့ကြွေးကြော်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်အမေရိကအီရန်ကိုတိုက်ခိုက်မှုရဲ့အပြီးမှာအစ္စရေးတို့ဘက်ကအီရန်ရဲ့ကောင်းကင်ဘော်ကို ရော့ကက်ပေါင်းယာနဲ့ရှိပြီးတော့လွတ်တင်လိုက်ပါတယ်အဲ့တော့ဘာကြောင့်အရင်ကဒီရော့ကက်တွေကိုယာနဲ့ရှိပြီးတော့မလွတ်တင်တာလဲဘာကြောင့်ခုမှလွတ်တင်တာလဲဆိုတာတော့မိတ်ဆွေတို့အဖြေထုတ်မှရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကပ္ပအရေးကတော့လက်ရှိအခြေအနေမှာကျွန်တော်တို့ကျွန်တော်တို့ထင်ထားတာတက်ပို့ပြီးတော့ကစားကွက်တွေရစိတ်လာတယ်နောက်ပြီးတော့ခံမန်းကခက်ခဲလာတယ်ဗျအများထင်ထားတာကတော့တကယ်လို့အမေရိကတဝင်းပါလာမယ်ဆိုရင်ရုရှားတို့တရုတ်တို့ပြောကြားချက်အရာကိုအခြေခံပြီးပြောမယ်ဆိုသူတို့တွေအနေနဲ့လဲတုံဆိုင်နေမှာမဟုတ်ဘူးဆိုတဲ့အခြေအနေကိုထုတ်ဖော်ပြောကြားထားပေမဲ့ အမေရိကဖက်ကတော့ရှစ်တလန်းတိုးပြီးတော့မင်းတို့ကဘာကောင်လဲငါဘာကောင်လဲဆိုတဲ့ပုံစံနဲ့စတင်ပြီးတော့တက်လှမ်းလိုက်ပါတယ်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာလဲကျွန်တော်တို့တစ်ဖက်ကရုရှားတို့တရုတ်တို့ရဲ့ပြောဆိုတန်တွေကငြိမ်သက်နေစေဖြစ်ပါတယ်တခုကျွန်တော်တို့ပြောချင်တာလက်ရှိကျွန်တော်တို့အီရန်အခက်ခဲကိုနားလဲပါတယ်အီရန်ရဲ့ခေါင်းဆောင်တွေအနေနဲ့ကလည်းဘာတွေကို targeting ထားလာလဲဆိုတာကိုကျွန်တော်တို့သိဖို့လိုပါတယ်ဒါမျိုးသာတကယ်လို့အီရန်ခေါင်းဆောင်တွေပြောနေတဲ့ social media တွေပေါ်မှာရေးသားတဲ့အရေးသားတွေကတော့ ကျွန်တော်အနေနဲ့ကတော့ရှောင်သိမ့်တယ်လို့ထင်တယ်ဗျ။အရေးသားထားတာတွေကတော့အမေရိကန်နဲ့တကွအမေရိကန်ပြည်သူလူထုသို့မဟုတ်အစ္စရေးကိုထောက်ခံတဲ့လူတဦးတယောက်ချင်းစီတိုင်း everyone wear feet ဆိုပြီးတော့ရေးသားထားတာတွေတွေ့ရပါတယ် everyone wear feet ဆိုတာအားလုံးမင်းတို့အားလုံးတယောက်မကြံသိကိုသိစေရမယ်ငါတို့အကြောင်းပေါ့အဲ့လိုမျိုးအတိတ်ပဲဖြစ်ပါတယ်ဒါကတော့သိပြီးတော့ကောင်းတဲ့အကြောင်းရတော့မဟုတ်ဘူးဗျ။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့အီရန်ပေါ်မှာနိုင်ငံကြီးတွေတော်တော်များများလဲအီရန်ပေါ်မှာအားပေးထောက်ခံနေပါတယ်။ဥပမာရုရှားမြောက်ကိုရီးယား တရုတ်ပါကစ္စတန်ကနေဒါတခြားသောနိုင်ငံများစွာလည်းအီရန်ရဲ့ဖက်မှာရှိနေပါတယ်ဒါပေမဲ့အီရန်အနေနဲ့အဲ့လိုမျိုးဆိုရှယ်မီဒီယာကိုအသုံးပြုပြီးတော့တရုတ်မကြံလက်စားရှိမယ်ဆိုတဲ့စကားလုံးတွေအသုံးနှုန်းတွေကတော့ချောင်ကျင်သင့်တယ်လို့ကျွန်တော်တို့ကထင်နေပြအဲ့တော့သူ့ရဲ့သူ့ရဲ့အခြေအနေကိုကျွန်တော်တို့ဝင်ကြည့်မယ်ဆိုတော့လည်းနားလည်ပေးလို့ရတဲ့အခြေအနေပါကိုကကိုနေတယ်ကိုအိမ်မှာကိုနေပြီးတော့ပြဿနာရှာခံရတယ်ပြဿနာရှာခံရတဲ့အပြင်ကိုအင်အားကြီးတဲ့လူတွေရဲ့အနိုင်ကျင့်တာပါခံနေရတဲ့အတွက်နဲ့တော့ရင်ထွေးရနေပြီးတော့ ောက်ကွဲထွက်လာတဲ့တန်စင်တွေကိုတော့ကျွန်တော်တို့ကနားလည်ပြီးလို့ရတယ်ဒါပေမဲ့ကမ္ဘာမီဒီယာတွေကနားလည်ပြီးမှာမဟုတ်ပါဘူးခင်ဗျားတို့အခုဘလောက်ပဲမှန်မှန်ခင်ဗျားတို့မှန်တဲ့အကြောင်းကိုကမ္ဘာမီဒီယာပေါ်ဒီမှာလုံးဝတွေ့ရတာမဟုတ်ပါဘူးအေးဒါပေမဲ့အခုနားလိုမျိုးစကားတွေဆိုရင်ကမ္ဘာမီဒီယာပေါ်မှာပြန့်နှံ့နေပါတယ်အဲ့တော့ပြောချင်တာတစ်ခုကဒီမီဒီယာတွေနဲ့နိုင်ငံကြီးတွေကသူတို့လိုချင်တဲ့ဖက်ကိုပဲတမိုင်းကိုဆွဲပြီးရေးကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီယာတွေတော့ကျွန်တော်တို့ရှောင်ကျင်ခိုင်းစေခြင်းနဲ့ဗျဒါကတော့ကျွန်တော် True Speaker တူတူတယောက်ထည့်ရဲ့အကြံဉာဏ်လေးဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ဘာဆက်ဖြစ်မလဲဆိုတာတော့စောင့်ကြည့်ရုံမှတပါဘာမှမတတ်နိုင်ပါဘူးလက်ရှိအခြေအနေမှာအမေရိကသမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတဗလာဒီမာပူတင်နဲ့နှစ်နာရီကြာကြာစကားပြောခဲ့တယ်ဆိုတဲ့အကြောင်းအရာပေါ်မှာကျွန်တော်တို့အမေကောမြောက်များစွာထုတ်ဖို့လိုနေပါပြီအဲ့တော့ကျွန်တော်တို့ကဒေါ်နယ်ထရန့်ရေးသားထားတဲ့အရေးအသားတွေကိုမူတည်ပြီးတော့ဖတ်ကြည့်မှဆိုရင်တော့ဒေါ်နယ်ထရန့်ကကျွန်တော်ဟိုကျွန်တော်ဟိုတနေ့ကပြောခဲ့တယ်လို့ပဲတကယ်တကယ်ရုရှားသာဒီသူ့ရဲ့မဟာမိတ်အရေးမှာ ဒီတစ်ခါဝင်မကူညီဘူးဆိုရင်မဟာမိတ်တွေရဲ့စိတ်ပြတ်မှုကိုခံရတဲ့အပြင်ကိုအမေရိကရဲ့လောင်ပြောင်မှုတွေအောက်မှာပဲတသက်လုံးရှင်သန်သွားလိမ့်မယ်ဆိုတဲ့အစကားအတိုင်းပဲဒေါ်နယ်ထရန့်ကလည်းဒီနေ့ပူတင်ကိုမင်းတို့ယူကရိန်းနဲ့စစ်ပွဲလဲရက်တန်ရရက်ဖို့ငါသတိပေးတယ်နော်ဆိုတဲ့စကားလုံးတွေသူ့ရဲ့အရေးသားထဲမှာအထက်စီးဆန်စွာနဲ့ရေးသားထားကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်အဲ့တော့ဒါကိုကျွန်တော်တို့ကြည့်ချင်းအဖြစ်ဒီရုရှားရဲ့ငြိမ်သက်နေမှုတရုတ်ရဲ့ငြိမ်သက်နေမှုမြောက်ကိုရီးယားရဲ့ခြေလှမ်းတွေအပေါ်မှာကမ္ဘာအခြေအနေအပြောင်းလဲရတော့ ချက်ချင်းကြီးကိုတမဟုတ်ချင်းကိုပြောင်းလဲသွားနိုင်တဲ့အခြေအနေတရက်ကိုတွေးမြင်နေရပါတယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့လည်းနောက် update သတင်းမှန်သမျှကိုတင်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်အကောင့်ကို follow နဲ့ subscribe လုပ်ပေးထားဖို့ပြောချင်ပါတယ်ကျွန်တော် true speaker ဖြစ်ပါတယ်